ဘုမမင်္ဂလာပါခင်ဗျာမိတ်ဆွေအိမ်မှာမီးလုံးတစ်လုံးကျွန်းသွားမယ်ဆိုရင်ဘာလုပ်လိုက်မလဲအလွယ်လေးပါပဲပိုမီးလုံးတစ်လုံးကိုယူပြီးတော့တဲလိုက်ရုံပါပဲဘယ်မဲ့မုံတိုင်းနေထန်နေတဲ့ပင်လယ်ပြင်အလေကမီးပြားလိုက်တစ်လုံးမှာအဲ့ဒီမီးသီးလေးတစ်လုံးကျွန်းသွားခဲ့ရောဒါဟာပြုပြင်ရင်တသက်မဟုတ်တော့ဘဲနဲ့ရက်တစ်ပတ်ကြာကြိုတင်စီစဉ်ရတဲ့စစ်စစ်ရင်းလိုမျိုးဖြစ်သွားတတ်ပါတယ်ဂုံးမော် onshore နဲ့ကန်လွန် offshore လုပ်ငန်းခွင်တွေရဲ့ကွာခြားချက်ကလည်းအဲ့လိုပါပဲပြဿနာကတူနေနိုင်ပေမဲ့ဖြည့်ရှင်းရတဲ့ ုံစံကတော့လုံးဝကွဲပြတ်သွားတတ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့က onshore နဲ့ offshore လုပ်ငန်းခွင်တွေကိုနေရနှစ်ခုအဖြစ်မဟုတ်ပဲနဲ့စနစ်နှစ်ခုအဖြစ်လေ့လာကြည့်ရပါမယ်ကျွန်တော်ဖော်ထုတ်သွားမယ့်အခြေခံနေရာမှာဒီကတော့ပုံဝန်းကျင်ရဲ့ကတ်သက်ချက်တွေကလုပ်ငန်းတစ်ခုရဲ့နှီးပြူဟာကုန်ကျစရိတ်နဲ့စနစ်တစ်ခုလုံးကိုဘလို့အခြေခံကြကြပြောင်းလဲပုံဖော်ပေးတယ်ဆိုတာပဲဖြစ်ပါတယ်အရာဝတ္ထုတစ်ခုရဲ့တန်ဖိုးဟာသူကိုယ်တိုင်မှမရှိဘဲနဲ့သူရှိနေတဲ့ပတ်ဝန်းကျင်ကအဆုံးဖြတ်ပေးတတ်ပါတယ် အရေးကြီးတဲ့ပိုးပစ္စည်းတစ်ခုဥပမာရေဆုပ်ဆက် မော်တာတစ်လုံးဖြတ်သွားတဲ့အခြေအနေတစ်ခုကိုဒီရှူဒေါင်းတစ်ခုရဲ့ရှူဒေါင်းအမျိုးမျိုးကနေကြည့်ကြည့်ရအောင်အဲထောက်ပံ့ပို့ဆောင်မန်နေဂျာအမြင်ရတာဘယ်လိုလဲဆိုတော့ဝန်ရှောမှာဆိုရင် မော်တာပြတ်သွားတယ်ဒီတန်းခံပစ္စည်းရောင်းလို့စီဖုံးလန်းဆက်လိုက်မယ်ဒီနေ့ညနေကုန်တင်ကားနဲ့အစ်တစ်ခုရောက်လာလိမ့်မယ်ဒါကသာမန်ပို့ဆောင်ရေးတစ်ခုပဲဖြစ်ပါတယ် option မှာဆိုရင်မော်တာပြတ်သွားတယ်လမ်းမ၃ရက်အတွင်းမိုးလီဝတ်တာကိုဆင်ရမယ်ရဟတ်ရင်ဒါမှမဟုတ် ်သင်္ဘောစိတ်ကန်းကနေထွက်နိုင်ပါမလားကန်းလုံးစင်းနဲ့သင်္ဘောကခရင်းအတင်ချတွေကိုညှိနိုင်ရမယ်ဒါကပို့ဆောင်ရေးမဟုတ်တော့ပါဘူးရက်ပေါင်းများစွာကြာနိုင်ပြီးတော့မိုးလေဝသပါမူတည်တဲ့ထောက်ပတ်ပို့ဆောင်ရေးတစ်ခုဖြစ်သွားပါတယ်ဘဏ္ဍာရေးမန်နေဂျာအမြင်အရဆိုရင် onshore ကကုန်ကျစရိတ်ကမော်တာတန်မိုးရဲ့ပို့ဆောင်ကရဲ့နည်းနည်းပဲဖြစ်တယ်လုပ်ငန်းရက်ဆိုင်ရမှာလည်းနိုင်ပိုင်းလောက်ပဲရှိမယ် offshore မှာဆိုရင်တော့ကုန်ကျစရိတ်ကမော်တာတန်မိုးရဲ့ရဟယင်းသင်္ဘောကဒေါ်လာ1000ကျပ်ရှိနိုင်ပါတယ် ထရင်းအဖွဲ့သားအတွက်အခြေပိုကြီးရှိနိုင်ပါတယ်ပြီးတော့ရပောင်းများစွာထုတ်လုပ်မှုရက်ဆိုင်သွားတဲ့အတွက်ဆုံရှုံမှုဒေါ်လာတန်းချီတန်ပါတယ်တက်ရှုံမှုရဲ့တန်ဖိုးကစပောင်းများစွာပူကြီးတက်ပါတယ်အိဆန်အိရှာမန်နေဂျာရဲ့အမြင်အရဆိုရင်တော့အိုရှောမှာဆိုရင်ဒေတာခန်တယောက်ယောက်ကိုခေါ်ပြီးတော့တက်ခိုင်းလိုက်ရင်အလွယ်တကူပြီးမြောက်သွားပါမယ်သူတို့အလုတ်ချိန်ပြီးရင်အိမ်ပြန်ကြလိုက်ပါမယ်ပေါ့ရှုံမှာဆိုရင်တော့ technician တွေကကန်လွန်စင်ပေါ်ကနေပြီးတော့ရက်သက်တစ်ပတ်ချီပြီးတော့အလုတ်လုပ်နေပြီလားသူတို့မှဒီလိုပြဿနာမျိုးတွေကို ဖြင်းရှင်းနိုင်တဲ့ဗတ်စုံကြွဲချက်မှုချီဖို့တေးချအောင်လုပ်ရပါမယ်လူခေါ်လို့မရပါဘူးအထီးကျန်ဘဝန်ကျန်မှာသူတို့ရဲ့စိတ်ချမ်းသာရေးကအရေးကြီးဆုံးပဲဖြစ်ပါတယ် safety engineer တယောက်ရဲ့အမြင်ကကြာတော့ on show မှာဆိုရင်အလုပ်လုပ်ရတဲ့နေရာကတည်ငြိမ်တဲ့မြေကြီးပေါ်မှာအရေးပေါ်ခြေနေဖြစ်ရင်တော့မှကယ်ဆယ်ရေးအဖွဲ့တွေအလစ်တကူရောက်လာနိုင်ပါတယ် off show မှာကြာတော့လုံဆောင်ချက်တိုက်ကပြည်လက်ရေးပေါ်မှာချင်းချက်တဲ့နေရာမှာမခံမနိုင်တဲ့ရာလူတွေလောက်ရတယ်ပစ္စည်းမလိုက်ဒါတိုင်းကအရေးကြီးတယ် လူတွေကိုရွှေ့ပြောင်းပေးရတာကစီမံကိန်းကြီးတစ်ခုလို့ဖြစ်နေတတ်ပါတယ်။အန်ဒီရဲ့ကအစများစွာကြီးတဲ့အတွက်ကျွန်တော်တို့ရဲ့စီမံကိန်းကဆဲဆပို့ပြီးအသေးစိတ်ကြာရပါမယ်။ပြီးတော့ onshore နဲ့ offshore ရဲ့တကယ်ကွာခြားချက်ကပါလေ။ဒါကတော့မြေကြီးနဲ့ရေရဲ့ကွာခြားချက်တတ်တမဟုတ်ပါဘူး။ဒါက autonomy ကိုယ်တိုင်ရည်တည်နိုင်စွာရဲ့ကွာခြားချက်တည်တဲ့တစ်ခုဖြစ်ပါတယ်။ onshore လုပ်ငန်းတွေဟာကုန်းမြေပေါ်ကနေအထောက်ပံ့ကွန်ရင်ကြီးနဲ့အမြဲတမ်းချိတ်ဆက်နေတတ်ပါတယ်။ ော့ offshore လုပ်ငန်းခွင်တွေကတော့ပင်လယ်အလယ်ကချုံတချုံလို့ပါပဲကိုကိုကိုအားကိုရည်တည်နိုင်ရမယ်ဒါကြောင့် offshore မှာအရေးကြီးဆုံးအရာကဆက်ပစ္စည်းမဟုတ်ပါဘူးကျူတင်စီစဉ်မှုနဲ့ဖြစ်ပါတယ်ပြဿနာဖြစ်ပြီးမှဖြေရှင်းတာတဲ့ပြဿနာတွေမဖြစ်အောင်ကျူတေကာကွယ်ခြင်းကသာအောင်မြင်မှုရဲ့တော့ချက်ဖြစ်နိုင်ပါလိမိတ်ဆွေရဲ့လို့ဒါမှမဟုတ်စီမံကိန်းတစ်ခုကိုစဉ်းစားမိတဲ့အခါမှာဒီအလုပ်ကိုဘယ်လိုလုပ်သွားမလဲဆိုတာကိုမစဉ်းစားပါနဲ့ အလုတ်လုံနေတဲ့ပတ်ဝန်းကျင်ရဲ့ကန့်သက်ချက်တွေကဘာတွေလဲဆိုတာကိုပါထည့်သွင်းစဉ်းစားစေချင်ပါတယ်။မိတ်ဆွေရအထောက်ပံ့တွေကိုအလကူလွယ်တကူရနိုင်တဲ့ onshore ခြေနေမှာလားဓမ္မမဟုတ်အမားတစ်ခုကကုန်ကျစရိတ်ကြီးမာသွားနိုင်တဲ့ offshore ခြေနေမှာလားမိတ်ဆွေပတ်ဝန်းကျင်ရဲ့ကန့်သက်ချက်တွေကိုနားလည်နေခြင်းကမိတ်ဆွေရဲ့နေပြူအကိုပို့ပြီးတော့ထက်မြက်စေပါလိမ့်မယ်။မိတ်ဆွေရဲ့ကိုယ်ပိုင်ဘဝမှာ onshore လို့လွယ်ကူပြီးတော့အထောက်ပံ့ပေါင်းများတဲ့ကဏ္ဍတွေနဲ့ offshore လို့ကြိုတင်ပြင်ဆင်မှု အများကြီးလိုတဲ့အထူးကျန်ကဏ္ဍတွေဘာတွေဖြစ်မလဲဥပမာမိသားစုနဲ့အတင်းအတူနေခြင်းနဲ့တယောက်တည်းရည်တည်ရခြင်းစူးစမ်းရှာဖွေသူနှစ်ယောက်ဟာဒေါနာကြီးတစ်ခုကိုဖျက်ဖို့ပြင်ဆင်ကြတယ်ပထမတစ်ယောက်ကတော့မြို့နဲ့နှီးတဲ့ဒေါဆတ်မှာပဲသွားမဖြစ်လို့ပေါ့ပေါ့ပါပါရေကန်နည်းနည်းပဲယူသွားပါတယ်သူလိုရမယ်ဆိုရင်မြို့ကိုအလွယ်တကူပြန်လာနိုင်တယ်ဒုတိယတစ်ယောက်ကျတော့ဒေါနာရဲ့ဗဟုချက်ကိုသွားမဖြစ်လို့လာနေချီတဲ့ရှိခါတွေစေဝါတွေမြေပေါ်ကရိယာအားလုံးကိုစနစ်တကျကြိုတင်ထည့်သွားနိုင်ပါတယ် သူဟာကျွန်းတဲ့ကျွန်းပေါ်သွားတယ်လို့ပါပဲသူ့မှာပါသွားတဲ့အရာကြွေးကပဲသူ့ရဲ့တက်ကူကဲတင်နိုင်မှာပါပုံမြင့်တဲ့တင်ကန်းစာကတော့မိတ်ဆက်သွားမခရီးလမ်းရဲ့ပတ်ဝန်းကျင်ဟာမိတ်ဆက်ဘယ်လိုပြင်ဆင်ရမလဲဆိုတာကိုဆုံးဖြတ်ပြပါလိမ့်မယ်ပတ်ဝန်းကျင်ကိုနားမလဲပဲပြင်ဆင်ခြင်းဟာကြာရှုံးမှုရဲ့အစပဲဖြစ်ပါတယ်အဲအဓိကကွာခြားချက်ကြီးကြုပ်ကျွန်တော်ပြောပြပါမယ်ဝန်ရှိုးမှာဆိုရင်ကုန်ကြစိတ်ကနေပါပါတယ် off show မှာဆိုရင်ကုန်ကြစိတ်ကအလွန်များပြပါတယ်ဝန်ရှိုးမှာဆိုရင်ထောက်ပတ်ပို့ဆောင်ရေးကရိုးရှင်းပါတယ် အော်ရှိုးမှာဆိုရင်ထောက်ပံ့ပို့ဆောင်ရင်အလုံးကိုရှုပ်ထွေးပြီးတော့ရာသီဥတီပေါ်မှာလည်းမူတည်တတ်ပါတယ်။ပေးကင်းရင်အော်ရှိုးမှာစီမံရတာလွယ်ကူပါတယ်။အော်ရှိုးမှာအလိုအနည်းများပြီးတော့အသေးစိတ်စီမံရပါတယ်။ဒီပညာလေးဆိုရင်အော်ရှိုးမှာရလွယ်ကူရွေးရှဲတဲ့နေပညာလေးကိုသုံးရပါတယ်။အော်ရှိုးမှာဆိုရင်တော့အလိုအစစ်မြင့်တဲ့နေပညာလေးကိုသုံးရပါတယ်။လူနေမှုဘဝအော်ရှိုးမှာဆိုရင်နေစဉ်အိမ်ပြန်နိုင်တယ်။အော်ရှိုးမှာဆိုရင်ရက်တတ်တပတ်လာနေချီအလှဲ့ချအလုပ်လုပ်ရပါတယ်။ ။ဟိုရှိုးမှာဆိုရင်တော့ဝန်ထမ်းတွေကပုံမှန်9 to 5လုံးချိန်တိုင်းအလုပ်ဆင်းပြီးတော့အိမ်ကိုပြန်လို့ရပါတယ်။ Off show မှာဆိုရင်တော့28ရက်တိုက်တိုင်းအလုပ်လုပ်ပြီးတော့28ရက်နားတဲ့28 28 rotation စနစ်လိုမျိုးနဲ့အလုပ်လုပ်ရပါတယ်။ဒါဟာမိသားစုနဲ့ခွဲခွာရပြီးတော့အထီးကျန်မှုနဲ့စိတ်ပိုင်းဆိုင်ရာကြက်ခံမှုကအလွန်ကိုအရေးကြီးတဲ့ဘဝပုံစံတစ်ခုဖြစ်ပါတယ်။ Off show ရဲ့ခက်ခဲတဲ့ပတ်ဝန်းကျင်ကြောင့်အောင်စရာကောင်းတဲ့ဒီပညာလေးပေါ်ပေါက်လာခဲ့ပါတယ် PSO floating production storage and offloading ဒီပေါ်မှာရေနံထုံးလုံးတူလောင်တင်ပို့မှုအားလုံးကိုလှုပ်ဆောင်တဲ့သင်္ဘောကြီးတို့မျိုးဖြစ်ပါတယ် subsea engineering ပြည်လင်ကျဲမြအောင်မှာရှိတဲ့ရေနံ twin ကိုရေပေါ်ကနေထိချုပ်တဲ့ engineer ပညာဖြစ်ပါတယ် dynamic positioning ဘာသာကြောင်းချစရာမလိုပဲကွန်ပျူတာစနစ်နဲ့သင်္ဘောကိုတနေရာထဲမှာတည်ငြိမ်အောင်ထိန်းထားတဲ့ဒီပညာဖြစ်ကုန်လေကဲ SWOD analyze လောက်ကြည့်ပါမယ် onshore ကုန်းပေါ်မှာဆိုရင်အားသာချက်ကတော့ကုန်ကြမ်းဈေးတွေနေပါတယ် ထောက်ပံ့ပို့ဆောင်ရေးကလွယ်ကူပါမယ်။အားနည်းချက်ကတော့မြေယာအသုံးပြုမှုဆိုင်ရာပြဿနာတွေလူမှုပတ်ဝန်းကျင်နဲ့နှီးကန်နေခြင်းတွေဖြစ်တတ်ပါတယ်။အခွင့်အလမ်းကကြတော့ gas wine ကဲ့သို့သောသမာယူကြမဟုတ်တဲ့အရင်းမြစ်တွေရနိုင်ပါတယ်။ချိန်ချမှုဒေသခံလူထုနဲ့ပြည်ပကဖြစ်နိုင်ခြင်းတင်းကျပ်တော်မြေယာဥပဒေတွေဖြစ်နိုင်ပါတယ်။ option မှာဆိုရင်တော့အားသာချက်ကအရင်းမြစ်အများပြား ရှိနိုင်ခြင်း၊ဂုံးမြေသုံးနေခြင်း ုန်ကျစရိတ်လုံများခြင်းရှုပ်ထွေးသောလုပ်ငန်းစဉ်အနေအများခြင်းရေနဲ့ပိုင်းရှာဖွေတူးဖော်မှုများဖြစ်နေပါတယ်ချင်းချောင်းမှုမုံတိုင်းကဲ့သို့သောပြင်းထန်တဲ့ရာသီဥတုဒီကွန်မတီကွန်မရှင်ရဲ့စရိတ်ကြီးမှတ်တတ်ပါတယ်အော်ရှိုးနဲ့အွန်ရှိုးမှာမှာမကြာခဏမေးလေးရှိတဲ့မေးခွန်းတွေကိုကြောပြပြပေးပါမယ်အွန်ရှိုးနဲ့အော်ရှိုးကဘယ်ဟာဘူအဖြစ်များလဲကမ္ဘာတဝန်းမှာအွန်ရှိုးလုပ်ငန်းတွေကအရေးတော်အဖြစ်ပုံများတတ်ပါတယ် offshore platform တစ်ခုကဘယ်လောက်ကြာကြာခံနိုင်ပါလဲပုံမှန်အားဖြင့်နှစ်20ကနေပြီးတော့40တိတက်တန်းရှိရပါတယ် ကန်းလုံးမှာဘလို့လူတွေလှုပ်လှုပ်ကြတယ်အင်ဂျင်နီယာတွေ technician ဒီကင်းရည်မှုတွေဆရာဝန်တွေသဘောမှုကဲ့သို့သောကျွမ်းကျင်မှုမျိုးစုံလိုအပ်ပါတယ် shallow water နဲ့ deep water ကိုဘလို့ဖွင့်ကြတာရေအနက်မီတာ300အောက်ကို shallow water လို့ခေါ်ပါတယ်မီတာ300အထက်ကိုတော့ deep water လို့ရေပုအဖြစ်ခေါ်ကြပါတယ် onshore drilling ကပိုလွယ်ပါတယ်ပိုလွယ်လားဤပြည်ညာပိုင်းအရပိုရှင်းပြီးတော့ကုန်ကျစရိတ်ပိုနေပါတယ် offshore က onshore ထက်9စသုံးပေါင်း10စအထိကုန်ကျစရိတ်ပိုမောများပြနေပါတယ် option မှာ internet သုံးလို့ရလားရပါတယ်ဂျူတူ internet ကိုသုံးပြပြီးတော့မိသားစုနဲ့ဆက်သွယ်နိုင်ပါတယ် FPSO ဆိုတာရေပေါ်မှာရေနံထုတ်လုပ်တူလောင်းတင်ပို့မှုအားလုံးကိုလုပ်နိုင်တဲ့သင်္ဘောကြီးကိုဆိုလိုတာပါ subsea engineering ဆိုတာပင်လယ်ကြမ်းမြေအောက်မှာရှိတဲ့ရေနံ twin ကိုရေပေါ်ကနေထိန်းချုပ်တဲ့ဤပညာ engineer ပညာပေးရပဲဖြစ်ပါတယ်ပုံပေါ်နဲ့ကမ်းလမ်းမှာလာစာကွာချလာအလုံးကိုကွာချပါတယ် offshore ကပုံမှန်ခတ်ခဲပြီးတော့ အာ NIM များတဲ့အတွက်လဆောက်ပုံပေါ်မြင်မာလေးရှိပါတယ်ပတ်ဝန်းကျင်တည်ရမှုရောတစ်ခုလုံးမှာတည်ရမှုတွေရှိနေပါတယ် on show ကမြေယာနဲ့အရေချို off show ကပင်လယ်ရေချောင်း GR စနစ်ပိုတက်ရောက်ပါတယ်လုံငန်းတိုင်းစည်းချင်းဆိုတာကဲလာမှာပုတ်ခတ်ပါတယ်ပုတ်ခတ်ခဲ့ပြီးတော့ကုန်ကျစရိတ်အလုံများပါတယ်ရတ္တိဥတုကလောက်အရေးကြီးတယ် option မှာဆိုရင်အလုံအရေးကြီးပါတယ်မုန်တိုင်းတစ်ခုကျလုံငန်းတစ်ခုလုံးရတ္တပတ်ချီရဆိုင်သွားနိုင်ပါတယ်လုံငန်းကိုတွေးချုံမရှိတဲ့လူတွေအလုံရနိုင်ပါတယ် yeah ပင်တာတို့ steel worker တို့တို့ entry level ရာလူတွေကလည်းစတင်နေပါလိမ့်။အနာဂတ်မှာ onshore နဲ့ offshore ပဲကပေါ်ကိုဥတီမလဲ။ကုန်းပေါ်ကရေမြစ်တွေရှားပါလာတာနဲ့အမြန်ရေတပ်ပန် offshore ကိုပုံမဥတီလာနိုင်ပါတယ်။မိတ်ဆွေမွေးနေ့အပွဲတစ်ခုကိုစီစဉ်ကြည့်ပါ။ပထမဦးစွာမိတ်ဆွေအိမ်မှာစီစဉ်ကြည့်ပါ။အလော်အလော်လွယ်ကူပါတယ်။ဟုတ်ကဲ့။အဲ့ဒီမွေးနေ့ကိုပဲလူသူမနေနဲ့ကျွန်းတကျိုးပေါ်မှာ offshore ပေါ်မှာချင်းမမယ်လို့စေကူရင်ကြည့်ပါ။ဘာတွေပြောင်းလဲတော့မလဲ။အစားအသောက်၊ရေတက်၊အမိုးကရှေးဥတုနာပြုပစ္စည်းတွေတည်ယူဖို့ဆောင်ရည် အရာအားလုံးကကြိုတင်စီစဉ်ရပါတော့မယ်။ဒါဟာဝန်ရုံးနဲ့အောက်ရှုံးရဲ့ကွာခြားချက်တွေဖြစ်ပါတယ်။ပတ်ဝန်းကျင်ရဲ့ပြင်းထန်တဲ့ကန့်သတ်ချက်တွေကြောင့်ဒီလုပ်ငန်းရဲ့အောင်းဆိုင်အကောင်ဆုံးနည်းပညာတည်ချင်မှုပေါ်ပေါက်လာခဲ့ပါတယ်။အခြေအနေတွေလွယ်ကူနေတဲ့အခါကျွန်တော်ကနီးလန်ဟောင်းကိုပဲတုံးကြပါတယ်။အခြေအနေတွေခက်ခဲလာတဲ့အခါမှာတော့ကျွန်တော်ကတီထွင်ဖန်နေဖို့အတွက်တုံးအားပေးခင်ရပါတယ်။ FPS ဆိုတော့မဟုတ် Subsea System ကဲ့သို့သောကဲလွန်နည်းပညာအကြောင်းကိုပုံမရှာဝေးလေ့လာကြည့်ကြည့်ပါ။နောက်ထပ်ဘယ်လိုအကြောင်းအရာတွေစိတ်ဝင်စားလဲဆိုတာကို comment မှာရေးပေးခဲ့ပါဦး။ along with Jesus de Mare.